အားလုံးမင်္ဂလာပါအဲကျွန်တော်ဒီကြားထဲမှာကျွန်တော်နိုင်ငံရဲ့နော်ငလျင်ကိစ္စတွေပါညာရဲ့ဖြစ်နေတော့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တင်တာလေးကိုကျွန်တော်မလုပ်ခဲ့ဘူးအခုဒီနောက်ပိုင်းမှာတော့ကျွန်တော်ဗီဒီယိုဖိုင်လေးကိုကျွန်တော်ပြန်ပြီးတင်ပေးဖို့မှာဖြစ်ပါတယ်အဲတော့ဒီနေ့ကတော့ကျွန်တော်အချက်တစ်ချက်လေးကျွန်တော်ပြောချင်တယ်ပေါ့နော်မိတ်ဆွေတို့ share လုပ်ပေးရင်လည်းပထမတစ်ချက်ကတော့အဲကျွန်တော်ဒီတစ်ချက်ရဲ့အတွင်းမှာကျွန်တော်ပြင်ဆင်တဲ့ဟာလေးတစ်ခုနဲ့ပတ်သက်တာတွေကိုမိတ်ဆွေတို့ share လုပ်ပေးရင်အဲ့ဒါတော့ဘာလဲဆိုတော့ အဲကျွန်တော်ဒီ trainer တယောက်ဖြစ်နေတဲ့ကြောင့် training နဲ့ပတ်သက်တာလေးတွေကျွန်တော် analyze လုပ်တယ်ပြီးပါရင်ကျွန်တော်ထုံးစံတိုင်းမှာတကြံမှာကျွန်တော်လုပ်လို့လုပ်စားရှိတဲ့အဲ life နဲ့ပတ်သက်တာလည်းကျွန်တော် analyze လုပ်တဲ့ဟာလေးတွေကျွန်တော်လုပ်ဖြစ်တယ်ပေါ့နော်ဆိုဖြစ်တော့ဒီနေရာမှာစာလေ့လာနေတဲ့လူတွေလုပ်ငန်းလုပ်နေတဲ့လူတွေအဲဒီနေရာဖြစ် trainer တွေပေါ့အကုန်လုံးပေါ့ကျွန်တော်လူသားနဲ့ပတ်သက်တဲ့လူတွေနဲ့ပတ်သက်တဲ့အမှုအကျင့်နဲ့ပတ်သက်တာတွေတခုလေးမိတ်ဆွေတို့ကျွန်တော် ဟိုတွေးရှိချက်လေးတစ်ခုလေးကျွန်တော်မျှဝေရှင်းတယ်ပေါ့နော်ဒါကတော့ဘာလဲဆိုရင်ကျွန်တော်တို့တွေဒီဘယ်ကိစ္စမဆိုပေါ့နော်ဒီဇိုင်းမမှန်လုပ်တဲ့အချင်းလေးအဲကျွန်တော်တို့လုပ်ဖို့လိုအပ်တာလေးကိုကျွန်တော်အနေနဲ့ဒီတစ်ချက်ရက်တွေမှာပို့ပြီးတော့ဟိုကိုလက်တွေ့လည်းကျွန်တော်လုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဘက်ကကျောင်းသားကျောင်းသူတွေထဲမှာလည်းရှိတယ်မိတ်ဆွေတွေမှာလည်းရှိတယ်ပဲဖြစ်ချင်တဲ့ဆန္ဒတွေအရင်များတဲ့ခါကျတော့ဘယ်ဟာမှအဲကျွန်တော်တို့ကအပြည့်အဝမဖြစ်ဖြစ်ပေါ့နော်လုံတင်တာကတော့ကျွန်တော်တို့ကကိစ္စရတဲ့အခုကို အဆိုင်မမှာပေါ့နော်ဥမာ plan တခုချမယ်ဆိုရင်ဒီ plan ကိုအဲကျွန်တော်တို့ကဟိုတရက်တည်းမဟုတ်ဘဲနဲ့အဲကျွန်တော်တို့ကသူ့ရဲ့ period ပြီးတဲ့အထိပေါ့နော်တပတ်တန်တီတပတ်တန်တီအဲတလတန်တီပေါ့အချို့လူတွေကလည်းအချို့ plan တွေကဆိုရင်နီးပြီးပါလို့ပြောပါလို့နဲ့ပတ်သက်တာဆိုရင်နှစ်တည်းနဲ့ခြီးပြီးတော့ပေါ့နော်တချို့ကြတော့လည်းဘဝတစ်ခုလုံးနဲ့ခြီးပြီးတော့လောက်ရမယ့် plan လေးကို design မမှန်လုပ်တဲ့ plan လေးလုပ်ထားတဲ့နာလေးကိုကျွန်တော်အနေနဲ့အဲကျွန်တော်မျှဝေခြင်းတော့ဖြစ်တယ်ဒါနံပါတ်1ပေါ့နံပါတ်2ချက်ကတော့ ကျွန်တော် training နဲ့ပတ်သက်တာပေါ့နော်အဲ့တော့ကျွန်တော် Microsoft Azure phenomenon ပေါ့နော်တနည်းအားဖြင့် easy learn အတွက်နဲ့ပတ်သက်တာဒီမှာဟိုလေ့လာနေကြောင်းသားကြောင်းသူတွေပြောတာကျွန်တော် training တွေပေးနေတယ်ပြီးတော့ MI Microsoft 365နဲ့ပတ်သက်တာနောက်ပိုင်းမှာပေါ်လာတဲ့ Copilot နဲ့ပတ်သက်တာ training ပေးတယ်အဲ့ training ပဲနဲ့ပတ်သက်တာမှလည်းကျွန်တော်နောက်ပိုင်းမှာအပိုင်းလေးတွေကျွန်တော်လုပ်ပြီး video file လေးတွေတင်သွားပေးမယ်ပေါ့နော်ဒီနေ့ကတော့ကျွန်တော်က easy 900ပေါ့ easy 900နဲ့ပတ်သက်တဲ့လေ့လာနေတဲ့ကြောင်းသားကြောင်းသူတွေကအပိုင်း၃ပိုင်းပေါ့ ပမတ်နံပါတ်၁ချက်ကတော့ဒီ Microsoft Azure က Cloud Technology ဖြစ်နေတဲ့ကြောင့် Cloud Concept တွေကိုလေ့လာရမယ်။ဒါနံပါတ်၁ပိုင်း။နံပါတ်၂ပိုင်းကတော့ Microsoft ရဲ့ Azure ဒီ Microsoft ရဲ့ဒီ Azure မှာပါတဲ့ core component တွေပေါ့။တနည်းအားဖြင့်ဒီ Azure ရဲ့ architecture တွေ service တွေကိုကျွန်တော်တို့ကဒုတိယပိုင်းမှာလေ့လာရမယ်။နောက်ဆုံးတစ်ခုကတော့တတိယပိုင်းကတော့ကျွန်တော်တို့ဒီ Microsoft Azure ကိုသုံးတဲ့အခါကျတော့ governance ပေါ့နော်။အုပ်ချုပ်မှုပိုင်းတွေနဲ့ပတ်သက်တာတွေပြီးတော့ management နဲ့ပတ်သက်တဲ့အပိုင်းတွေကိုတတိယအပိုင်းမှာလေ့လာရမယ်။အဲ့တော့ကျွန်တော်ဒါလေးလေးတော့ကျွန်တော်တခြားဗီဒီယိုလေးတွေမှာအပိုင်းလေးတွေခွဲခွဲပြီးတော့ကျွန်တော်ရှင်းပြသွားမယ်။အဲ့ဒီချို့အားလေးလည်းကျွန်တော် YouTube ထဲမှာလက်ပေးကျွန်တော်ပြန်ပြီးလုပ်ပြီးတော့မှာဖြစ်ပါတယ်။အဲ့တော့နောက်ပိုင်းမှာလည်းကျွန်တော်ဗီဒီယိုလေးတွေထပ်ပြီးတင်ပြပေးပါမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။